ဘလို့ကြည်ညိုတယ်လဲဆိုတော့မြတ်စွာဘုရားတဲ့မြတ်စွာဘုရားရဲ့တရားစကားဟာလေအလွန်နှစ်သက်ဖို့ကောင်းလိုက်တာဗျာအလွန်နှစ်သက်ဖို့ကောင်းလိုက်တာနော်မှောက်နေတာကိုဖြန့်ပြလိုက်သလိုပဲတဲ့ရှင်းသွားပြီတဲ့ဖုံးထားတာကိုဖွင့်ပြလိုက်သလိုပဲလင်းသွားပြီတဲ့မျက်စိလေလမ်းမနေတဲ့သူကိုလမ်းမှန်ပြလိုက်သလိုပဲတဲ့တိတ်ရှင်းတာပဲဗျာ အမောင်ထဲမှာစံတဝါဝါဖြစ်နေတဲ့ပုံကိုကိုမီးထုံးပြလိုက်တယ်လို့ပဲတဲ့ဥစ္စာတော်တရားကမတွေရှင်းရလားမသိဘူးအေးဒီတာလာဘုဒ္ဓလို့ခေါ်တဲ့ဇက်ဆရာကြီးကတော့ရှင်းသွားပြီတဲ့သူ့ညံထဲမှာလင်းသွားပြီတဲ့ဒီပွဲလန်းတပင်တွေဟာအကုသို့ပဲသိအငရဲကြမယ်ဆိုတာကိုကောင်းကောင်းကြီးသဘောပေါက်သွားပြီတဲ့ဘုရားကိုပြောတယ်ဒါဗုဒ္ဓဖြေချပြဒနာများနံပါတ်1ဖြစ်ပါတယ်เนาะ မြတ်စွာဘုရားဖြေတဲ့ပြဿနာတွေနောက်တတိယပြဿနာတတိယပြဿနာကယောဒာဇီဝလို့ခေါ်တဲ့စਿੱတူကြီးကမေးတဲ့ပြဿနာဖြစ်ပါတယ်နော်စਿੱတူကြီးမေးတဲ့ပြဿနာရှင်ဘုရားတပည့်တော်တို့ရဲ့ဆရာကြီးတွေကပြောတယ်နော်စਿੱတွေတိုက်တယ်စਿੱတိုက်ကြတယ်စਿੱတိုက်တဲ့အခါမှာ ကြာချုံးသွားလို့ရှိရင်လက်ပြရောက်တယ်လို့ပြောတယ်ဗျာနော်တပည့်တော်တို့ရဲ့ဆရာသမားတွေကပြောတယ်စစ်တိုင်းလို့တေသွားရင်လက်ပြရောက်တယ်ပြောတယ်အဲ့ဒါဟုတ်ပါသလားစောစောကလိုပဲမြတ်စွာဘုရားမဖြေပါဘူးနော်ညင်းတယ်ငါမဖြေပြရစေနဲ့ငါမဖြေပြရစေနဲ့ဘုရားညင်းပါတယ်နော်ဘုရားညင်းတယ်ဘုရားညင်းတယ်သုံးချိန်တိတိမေးတယ်မြတ်စွာဘုရားဖြေတော်မူပါစစ်တိုက်တဲ့အခါမှာတေသွားလို့ရှိရင် နတ်ပြည်ရောက်တယ်ဆိုတာဟုတ်သလားဆိုတော့ဘုရားကဘလို့မှငင်းမရတော့ကဲငါဖြေမယ်နော်စဉ်းစားကြည့်လေသူတပါအသက်ကိုတတ်တာနော်ကုသိုလ်လားအကုသိုလ်လားစဉ်းစားအကုသိုလ်လေအကုသိုလ်အဲ့တော့အဲ့ဒီအကုသိုလ်နဲ့တည်သွားတဲ့ပုံကိုတယောက်ဘလို့လို့နတ်ပြည်ရောက်မှလဲအဝိဇ္ဇငရဲကိုရောက်မှာပေါ့တဲ့ဘုရားကနော်အဲ့တော့ပါဏာတိပါဒအကုသိုလ်လေ သူများတက်ကိုတက်တာဘလို့လို့ကုသိုလ်ဖြစ်မှာလဲအကုသိုလ်လေအဲ့ဒါကြောင့်မြတ်စွာဘုရားကငါမမင်းနဲ့ပြောတာကိုနော်အဲ့တော့သောသောကပြောခဲ့သလိုပဲသူများတက်ကိုတက်လို့နတ်ပြည်ရောက်ပါတယ်လို့ယူဆနေရင်အဲ့ဒါမိစ္ဆာဒိဋ္ဌိပဲသူများတက်ကိုတက်လို့ကုသိုလ်ဖြစ်တဲ့နတ်ပြည်ရောက်တယ်ဆိုရင်အဲ့ဒါမိစ္ဆာဒိဋ္ဌိပဲအဲ့ဒီမိစ္ဆာအယုံနဲ့သိလို့ရှိရင်နတ်ပြည်ပဲရောက်မှာတော့သောသောကပြောခဲ့သလိုငရဲပြည် တိရစ္ဆာန်ပြေရောက်มาပဲတဲ့မြတ်စွာဘုရားကလေအဲ့တော့ခုနကစွတူကြီးကလည်းအဲ့မှာငိုတော့တာပဲเนาะမာတို့ဆရာသမားတွေမာတို့ကိုလိန်ခဲ့ပြီเนาะလိန်ခဲ့ပြီစွတ်တိုက်တာဟာကုသိုလ်ရတယ်သူတစ်ပါးသက်ကိုတတ်တာကုသိုလ်ရတယ်သိင်နဲ့ပြေရောက်မယ်ဆိုတာငါတို့ကိုတတ်တတ်ခြင်းထဲတာပဲဆိုပြီးတော့အဲ့ဒီမှာစွတူကြီးစိတ်မကောင်းဖြစ်ပြီးငိုတော့တာပဲเนาะအေးအဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့တရားတော်ကိုနားထောင်ပြီးတော့အဲ့ဒီစွတူကြီးကသဘောပေါက်သွားတယ် ဒါကုသိုလ်မဟုတ်ဘူးဒါအကုသိုလ်ပဲဆိုတာသဘောပေါက်သွားတယ်အဲ့ဒီမှာစစ်သူကြီးနော်မြတ်စွာဘုရားကိုခြောက်ထားတယ်မြတ်စွာဘုရားတရားကောင်းလိုက်တာဗျာတပည့်တော်လမ်းမနေတဲ့ပုဂ္ဂိုလ်ကိုလမ်းမတက်ပေးလိုက်တယ်ဗျာလို့စစ်သူကြီးသဘောကျသွားတယ်အဲ့ဒါဗုဒ္ဓဖြေချတဲ့တတိယပြဿနာဖြစ်ပါတယ်နော်နောက်သရုပ်ထပြဿနာပစ္စနာပြဿနာလည်းအတူတူပဲနော်စင်စည်းတဲ့စင်စည်းပြီးတော့ဆက်တိုက်တဲ့ ဆင်စည်းသူရဲ့ကောင်းမြင်းစည်းပြီးစစ်တိုက်တဲ့မြင်းစည်းသူရဲ့ကောင်းဒီသူရဲ့ကောင်းကြီးတွေဟာလည်းပဲဦးဇင်းတို့ဒါနော်မြတ်စွာဘုရားကိုခုနကလိုပဲခြောက်ထားတယ်သင်ရင်လက်ပြရောက်မယ်ဆိုတာဟုတ်သလားဆိုတော့မဟုတ်ဘူးမြတ်စွာဘုရားကနော်ဒါအကုသိုလ်တွေပဲသင်ငရဲကြမယ်လို့ဘုရားကဟောကြားခဲ့တယ်ပေါ့နော်အေးကောင်းပြီအဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားဖြေကြားတဲ့တသနာတွေဟာတိတ်တန့်မှုရှိတယ်တိတ်တန့်မှုရှိတယ်နော် ကဲနောက်တစ်ခုပြဿနာတစ်ခုနားထောင်ကြည့်ရအောင်နောက်အတိဗန္ဒကပုတ္တလို့ခေါ်တဲ့ရွာလူကြီးတယောက်ကမြတ်စွာဘုရားကိုမေးတယ်မြတ်စွာဘုရားတဲ့တပည့်တော်တို့ရဲ့ရွာမှာဒီပစ္စာဘုမကလို့ခေါ်တဲ့အရက်ဒေတာမှာပုံနာကြီးတွေရှိတယ်အဲ့ဒီပုံနာကြီးတွေကတဲ့တော်တော်စွမ်းတယ်တကူကြီးတယ်တော်တော်စွမ်းတယ်တကူကြီးတယ် ဘလို့စွန်းဘလို့တကိုးကြီးလဲဆိုတော့ပြေးသွားတဲ့လူတွေကိုကောင်းရာသူကတိရောက်အောင်ဂါထာမန္တန်ကြီးမဲမုတ်ပြီးလုပ်နိုင်တယ်ဘသူသေးသေးအဲ့ဒီဗုဒ္ဓဆီကိုသွားပုံနာတွေကသူတို့ရဲ့ဂါထာမန္တန်ကြီးနဲ့နတ်ပြည်ကိုရောက်အောင်ကောင်းရာသူကတိရောက်အောင်လုပ်ပေးနိုင်တယ်လို့ပြောတယ်နော်ဒါပုံနာတွေခြေထဲတာနော် တည်လို့ရှိရင်တည်တဲ့သူကိုကောင်းရာဒုက္ခရရအောင်လှုပ်ပေးနိုင်တယ်ဆိုတာဒါဂျင်းထက်တာပဲလေအဲ့ဒါမြတ်စွာဘုရားကိုမာချောက်လဲဆိုမြတ်စွာဘုရားတဲ့ပုံနာတွေကတည်သွားတဲ့သူတွေကိုကောင်းရာဒုက္ခရရအောင်လှုပ်ပေးနိုင်တယ်လို့အရှင်ဂေါတမကရောလှုပ်ပေးနိုင်သလားပိတ်ကောင်းတဲ့မေကွန်းအရှင်ဂေါတမကရောတဲ့တည်သွားတဲ့သူတွေကိုကောင်းရာဒုက္ခရရအောင်တကိုးနဲ့လှုပ်ပေးနိုင်မလားစူတောင်းပေးနိုင်မလား မေတ္တာပို့ပေးနိုင်မလားဘုရားကိုမေးတယ်မေးကုန်နော်တခါတခါမှနေစဉ်းစားကြည့်ဘုရားမဖြစ်ခင်နေနေစဉ်းစားကြည့်လူတယောက်သေသွားလို့ချင်းရင်အဲ့ဒီလူကောင်းရာသူကတိရောက်အောင်ဦးဇင်းတို့မြတ်စွာဘုရားကတကိုးနဲ့လှုပ်ပေးနိုင်မယ်လို့ထင်လားလှုပ်ပေးနိုင်မယ်ထင်လားအေးလှုပ်ပေးနိုင်မှာမဟုတ်ဘူးနော်လှုပ်ပေးနိုင်မှာမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီတကာကြီးကိုပြောတယ် တကကြီးတဲ့ငါပြောမဲ့စကားကိုတိတိကျကျနားထောင်နော်ပြီးရင်ကိုယ်စိတ်ထဲမှာရှိတဲ့အတိုင်းဖြေပါတဲ့ကိုယ်စိတ်ထဲမှာရှိတဲ့အတိုင်းပုံပုံလေးလေးဖြေနော်မဆက်ပြားက အာမနာနဲ့အခုငါပြောမဲ့စကားကိုတိကျနားထောင်ပြီးရင်တိတိကျကျပြန်ဖြေဘာပြောတယ်လဲဆိုတော့မဆက်ပြားကနော်တကကြီးတဲ့ တောက်တုံးကြီးတုံးကိုလေရေထဲကိုပြစ်ချလိုက်နော်တောက်တုံးကြီးကိုရေထဲပြစ်ချလိုက်ပြီးရွာသူရွာသားတွေအားလုံးကကမ်းပေါ်ကနေပြီးတော့ဆူတောင်းချစ်ကိုနော်တောက်တုံးကြီးရေပေါ်ပေါ်ပါစေတောက်တုံးကြီးရေပေါ်ပေါ်လာပါစေတောက်တုံးကြီးရေထဲမမြုပ်ပါစေနဲ့လို့ရွာသူရွာသားတွေဝိုင်းပြီးတော့ဆူတောင်းတဲ့ ကဲတကကြီးဖြည့်စမ်းပါတဲ့အဲ့ဒီကြောက်တုံးရေဘော်ကိုပေါ်လာမလားတဲ့ကဲဦးဇော်တကကြီးမတွေဖြည့်စီပါအောင်ကြောက်တုံးရေဘော်ပေါ်လာမလားပေါ်ပါဘူးခင်ဗျာစူတောင်းလို့ကြောက်တုံးရေဘော်ပေါ်နိုင်ပါမလားပေါ်ပါဘူးမပေါ်နိုင်ဘူးအဲ့တော့တကကြီးကလည်းဖြည့်တယ်မပေါ်နိုင်ဘူးလေဖြားတဲ့ကြောက်တုံးဆိုတာရေထဲမှာမြုပ်တဲ့သဘောရှိတယ်လေဘလို့ပဲစူတောင်းစူတောင်း ကြောက်တုံးကြီးကရေပေါ်မှာပေါ်လာမှာမဟုတ်ဘူးအေးအဲ့ဒီတိုင်းပဲလူတယောက်ကသူတမသက်ကိုတတ်မယ်သူများဥစ္စာကိုခုတ်မယ်သူများသားများကိုစော်ကားမယ်လိန်ညာပြောဆိုမယ်ခုံးတိုက်စကားတွေပြောမယ်နော်အကျိုးမရှိတဲ့စကားတွေကိုပြောမယ်နော်ဆဲဆိုနေမယ်အယူတွေမှားနေမယ်သူများကိုမကောင်းကြံနေမယ် ကဲအဲ့ဒီလူတယောက်ကတေသွားလို့ရှိရင်နော်ဘယ်ရောက်ပါလဲအဲ့တော့အပေကြမှာပဲလေအဲ့ဒါကိုကြံရိတ်တဲ့မိသားစုတွေကဘုန်းကြီးတွေစီသွားပြီးတော့ပုံနာတွေစီသွားပြီးတော့အိုးအရှင်ဘုရားတို့တပည့်တော်ရဲ့အဖို့တပည့်တော်ရဲ့အဖေကောင်းရာသူခရီးရောက်ဆူတောင်းပေးပါလို့ပြောအဲ့တော့ဘုန်းကြီးကဆူတောင်းပေးမယ် ဟုတ်နာတွေဆူတောင်းပေးမယ်ကောင်းရဒီတကာကြီးကောင်းရတုက္ကရရောက်ပါစေဒီတကာမကြီးကောင်းရတုက္ကရရောက်ပါစေဆူတောင်းကဲဥစ္စလတကာတကာမတွေအကုသို့လုံနေတဲ့ပုဂ္ဂိုလ်တယောက်ပြေးသွားလို့ရှိရင်ကျန်တဲ့လူတွေဆူတောင်းလို့ကောင်းရတုက္ကရရောက်ပါမလားမရောက်နိုင်ဘူးသူလုံထားတဲ့အကုသို့ကံတရားတွေကသူ့ကိုခေါ်သွားမှာပဲလေကောင်းရတုက္ကရရောက်အောင်ကျန်တဲ့လူတွေကဆူတောင်းပေးလို့မရအောင်အမြဝေပေးလို့ပဲရတယ်ဆူတောင်းပေးလို့မရအောင်နော် ဒါပုံသားတွေခြင်းဖြတ်နေတာကိုမြတ်စွာဘုရားကပြန်ဖြေချင်းနေတာလူတယောက်ခေါင်းရသူကတိရအောင်ဆူတောင်းပေးလို့မရဘူးနောက်တစ်ခုမြတ်စွာဘုရားကဥမာပေးတယ်ဒကာကြီးတဲ့နောက်တစ်ခုဥမာပေးရအောင် CO တွေနော်ရေထဲကိုပစ်ချလိုက်ပင်အဲ့ဒီအိုးကိုခွဲလိုက်ကဲဥဒ္ဓရတကာကမတွေ C ဆိုတာရေမှာမြုပ်လားပေါ်လား C ဆိုတာရေပေါ်မှာပေါ်တယ် ဲ့တော့ရွာသူရွာသားတွေကဆူတောင်းစီတွေရေပေါ်မပေါ်ပါစေနဲ့ရေတဲကိုမြုပ်ပါစေစီတွေရေတဲမြုပ်ပါစေဆူတောင်းကဲလူတွေဆူတောင်းလိုက်လို့စီတွေကရေတဲကိုမြုပ်သွားပါမလားမမြုပ်နိုင်ဘူးလေနော်အဲဘာလူကြီးကိုမြတ်စွာဘုရားပြောနေတာတခါကြီးတဲ့စီတွေကိုဆူတောင်းလိုက်လို့ရေတဲမြုပ်သွားမှာမဟုတ်ဘူးအဲ့ဒီလိုပဲလူတယောက်ကကုသိုလ်ကောင်းမှုတွေလုပ်ထားတယ် သူများတက်ကိုမတက်ဘူးသူများဥစ္စာကိုမခေါ်ဘူးသူများသားများကိုမစော်ကားဘူးမလိန်ဘူးမညာဘူးနော်အဲ့တော့အဲ့ဒီလိုပုဂ္ဂိုလ်တယောက်ဟာတည်သွားလို့ရှိရင်သူ့ကိုမကြင်မနဲ့တဲ့ပုဂ္ဂိုလ်တွေကဆူတောင်းအဲ့ဒီလူကြီးငရဲကြပါသေးဟိုလူကြီးငရဲကြပါသေးဝိုင်းဆူတောင်းကုသိုလ်လုံးနေတဲ့လူတယောက်ကိုဆူတောင်းလိုက်လို့ငရဲကြနိုင်မှာမလားမကြနိုင်ဘူးသူလုံထားတဲ့ကုသိုလ်ကံတွေကသူ့ကိုကောင်းရာသူကတိရောက်အောင်ပို့မှာပေါ့ နော်မြတ်စွာဘုရားပြောတာတိတ်ချင်းတာပဲလူတယောက်ကိုငရဲကြအောင်လဲကျိန်ဆိုလို့မရဘူးကောင်းရာဒုက္ခရရအောင်လဲဆူတောင်းပေးလို့မရဘူးသူလှုပ်ထားတဲ့ကုသိုလ်ကံအကုသိုလ်ကံကပဲသူ့ဘဝကိုနော်ရွေးချယ်သွားတာပဲမသေးခင်လှုပ်ထားတဲ့ကုသိုလ်ကံတွေအကုသိုလ်ကံတွေကပဲနော်ငရဲကိုကြအောင်လုပ်မယ်ကောင်းရာဒုက္ခရရအောင်လုပ်ပါဆူတောင်းပေးလို့မရဘူး မြတ်စွာဘုရားစီမှာသွားပြီးတော့ဆုတောင်းနေလို့မရအောင်ဘုရားလည်းမကယ်နိုင်ဘူးเนาะအလွန်ကောင်းတဲ့ဘုရားရှင်ရဲ့အဖြေဖြစ်ပါတယ်เนาะအတိပန္နကဗုဒ္ဓလူခေါ်တဲ့ရွာလူကြီးမေးတဲ့မေးခွန်းကိုဦးဇင်းတို့မြတ်စွာဘုရားဖြေတာတိတ်ကောင်းတယ်အဲ့တော့ရွာလူကြီးလည်းသဘောကျတာအာခေါင်းလိုက်တဲ့တရားဗျာเนาะဒါဗုဒ္ဓဖြေကြားတဲ့ပြဿနာများတဲ့ကတစ်ခုဖြစ်ပါတယ်เนาะအေးအဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားရဲ့တရားဆိုတာကလေ ဦးဇင်းတို့မြန်မာလူမျိုးတွေကခရစ်ယာန်တို့အစ္စလာမ်တို့နဲ့ကြည်ပြီးတော့ရောကုန်ကြတယ်ခရစ်ယာန်တို့အစ္စလာမ်တို့ဆိုတာက God လို့ခေါ်တဲ့ဖခင်သခင်ကိုဗဟုပြုတဲ့ဘာသာသူတို့ရဲ့ဘဝသူတို့ရဲ့လောကတွေအလုံးကိုဖခင်သခင်ပေါ်မှာပုံအပ်ထားတာဘာလို့လို့ဖခင်သခင်တာဝန်ယူမယ်ဘာလို့လို့ဖခင်သခင်တာဝန်ယူတယ်လို့ဖခင်သခင်ကိုပုံအပ်ထားတာဦးဇင်းတို့ဗုဒ္ဓဘာသာကနော် မိမိကိုယ်ကိုဘ ਹੁ ပြုတဲ့ဘာသာဖယားကိုဘ ਹੁ ပြုတဲ့ဘာသာမဟုတ်ဘူးတတိပြုမယ်တော့ဥစ္စာဗုဒ္ဓဘာသာတရားမတွေဘုန်းမယိုးပလာဗုဒ္ဓဘာသာတွေများတယ်နော်စုတောင်းယုံနဲ့ပြည့်စုံလိုက်မယ်လို့မျှော်လင့်နေကြတယ်တကယ်တော့မဟုတ်ဘူးကိုဖြစ်ချင်တာကိုကိုလှုပ်ယူရတာဖြစ်တယ်မြတ်စွာဘုရားတို့ကလမ်းညွှန်ပေးတာစုတောင်းနေုံနဲ့မရအောင်တခြားတခြားဘာသာတွေမှာဆိုရင်စုတောင်းတာကိုသိအားကိုးတယ် တသိချင်းရင်ဘုရားမှာသွားဆူတောင်းတယ်တသိချင်းဘုရားမှာသွားဆူတောင်းတယ်ဘုရားလိမ့်မယ်လက်တွေကမာသာလိမ့်မယ်ဗျာမာတွေကမာသာလိမ့်မယ်လို့ဒီလိုပြောလင့်ထားတယ်ဦးဇင်းတို့ဗုဒ္ဓဘာသာကဆူတောင်းရမယ်လို့ပြောတဲ့ဘာသာမျိုးမဟုတ်ဘူးလှုပ်ယူရမယ်လို့ပြောတဲ့ဘာသာပါကိုဖြစ်ချင်တာကိုကိုဖန်တီးယူရတယ်ကိုလှုပ်ချင်တာကိုလှုပ်ယူရတယ်ဆူတောင်းနေုံနဲ့ဖြစ်လာမှာမဟုတ်ဘူးနော်တတိကြီးဖြစ်နေတယ်လို့ပြောတယ်ဘုရားရှင်ကဒီတိုင်းဆူတောင်းမဖြစ်ဘူး ်ဆူတောင်းနေုံနဲ့တတိမဖြစ်ဘူးတတိဖြစ်ရှင်တတိဖြစ်ဆောင်တရားကိုလောက်အောင်ပါပဲလေနော်အဲ့တော့တချို့တချို့ဗုဒ္ဓဘာသာတွေကလွဲချော်နေတယ်ဖះရှင်ကတကိုးကြည့်တယ်ဆူတောင်းပြေတယ်အလိုတော်ပြေတယ်ထင်းနေကြတယ်ဆူတောင်းရင်ရမယ်လို့ထင်းနေတယ်အဲ့ဒီခါကျတော့သွားဆူတောင်းတယ်ဆူတောင်းတယ်လို့ဖြစ်မလာတဲ့ခါကျတော့ဟာဗုဒ္ဓဘာသာကြီးကဘာကြီးလဲငါတို့ဒီလောက်ဆူတောင်းနေတာဘာမှလည်းမဖြစ်လာပါလားဆို ဘယ်တော့ခါမှမြတ်စွာဘုရားကငါဘုရားထံမှာဆုတောင်းငါဘုရားအကုန်လုပ်ပေးမယ်လို့ဘယ်တော့မှမပြောခဲ့ဘူး။ဘုရားတရားကမှလည်းနော်။ဘုရားရှင်ကငါဘုရားကိုကူးကွယ်ပါငါဘုရားထံမှာဆုတောင်းပါမင်းတို့ဆုတောင်းသမျှဖြစ်စေရမယ်လို့ငါအာမခံတယ်လို့ဘယ်တော့မှမဟောခဲ့ဘူး။ဘုရားဟောခဲ့တာကမေကခာယီတထာကရောတဲ့။မြတ်မလို့ပြောရင်ငါတို့ဘုရားဆိုတာလမ်းညွန်သူလမ်းပြသူပဲတဲ့။ဘုရားတို့ဘုရားဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲမေးရင် လမ်းညွန်သူလမ်းပြသူဖြစ်အောင်လုပ်ပေးမယ်လို့ပြောလားမပြော